နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれစက်တင်ဘာလ29ရက်တနင်္လာနေ့ ရှင်ယောဟန်ခရစ်ခန်းကြီး17အငယ်38မှ44တပန်ယေရှုသည်အလွန်ညွန့်ငယ်သောစိတ်နှင့်တင်ကြိုင်တွင်သို့ရောက်တော်မူ၏ထိုတွင်သည် မြေတွင်ဖြစ်၏ကြောက်နှင့်ပိတ်ထား၏ကြောက်ကိုရွှေ့ကြလောဟုယေရှုသည်မိန်တော်မူလျင်ဒေလွန်သောသူ၏နှမမာတာက သခင်ယခုဖြစ်လျက်နမ်းလိမ့်မည်လေးရရှိပါပြီဟုပြော၏ ယေရှုကလည်းသင်သည်ယုံလျင်ဖျားသခင်ဤဘုံအာနုဘော်တော်ကိုမြင်ရလိမ့်မည်ငါပြောပြီမဟုတ်လောဟုမိန်တော်မူ၏ထိုအခါတေလွန်သောသူဤသင်ချိုင်းမှကြောက်ကိုရွှေ့ကြ၏ယေရှုသည်လည်းအထက်သို့မျှော်ကြည့်လျက်အဘာကိုရဒီအကျွန်ုပ်စကားကိုနားထောင်တော်မူသောကြောင့်ယေရှုတော်ကြည်လပါ၏ကိုရဒီအကျွန်ုပ်စကားကို အစင်မပြတ်နားထောင်တော်မူသည်ကိုအကျွန်ုပ်သိပါ၏ သို့တော်လေကိုရသည်အကျွန်ုပ်ကိုဆေလွတ်တော်မူသည်ကိုဝိညာဉ်လျက်ရှိသောဤလူအပေါင်းတို့သည်ယုံကြည်စေခြင်းကသူတို့၏အကျိုးကိုထောက်၍ဤတို့အကျွန်ုပ်လျှောက်ပါဤဟုမိန့်မွတ်တော်မူပြီးမှလာဇရုထွက်၍လာလောဟု ကြီးစွာသောအသက်နှင့်ဟစ်ခေါ်တော်မူ၏ထိုခါသေလွန်သောသူသည်မိမိခြေလက်၌ပစိုးနိုင်ငံနှင့်ရစ်ပတ်လျက် မျက်နာကိုလည်းပဝါနှင့်စီးလျက်ထွက်လာ၏ယေရှုကလည်းသူ့ကိုဖြည့်၍လွတ်ကြလောဟုမိန်တော်မူ၏ယေရှုကလည်းလာဇရုထွက်၍လာလောဟုကြီးသောအသက်နှင့်ဟစ်ခေါ်တော်မူ၏ထိုအခါတေလွန်သောသူသည်ထွက်လာ၏ရှေယောဟန်ခရစ်ဝင်ခန်းကြီး7ခန်းငယ်43မှ44 ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းတကူ2023ခုနှစ်ဇန်နဝါရီလတိုက်ရိုက်ရုပ်တံထုတ်လွှင့်မှုတွင် Buffalo Bills အဖွဲ့မှ Dama Hamlin သည်ပုံမှန်ဘောလုံးတေလာသူကိုဝင်လူရာမှလဲကျသွားရာပရိသတ်များကြက်တီတီသွားခဲ့သည်အသက်24နှစ်အရွယ်ကစားသမားသည်ရုတ်တရက်နှလုံးရက်သွားခဲ့သည်သို့တော်လည်းဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဤကုသပေးမှုဖြင့်ကစားကွင်းထဲ၌ပင်ပြန်လည်နှလုံးခုန်လာခဲ့သည် အဲ့ဩစရာမှာဟမ်လင်းဒီကွင်းထဲမှာပင်တေမလို့ဖြစ်ခဲ့ပြီးတတိပြန်လေလာက၃လအကြာတွင်ဘောလုံးပြန်ကစားနိုင်ပြီဟု ရှင်းလင်းသောအဖြစ်ရခဲ့သည်ဟမ်လင်းကဖျားသခင်နှင့်သူ၏အသက်ကိုကယ်တင်ခဲ့သောဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုကျေးဇူးတင်ကြောင်းပြောခဲ့ပြီးသူသည်အခြားသူများကို အားပေးလှုံ့ဆော်သူဆက်ဖြစ်နေရန်စီစဉ်လှုံ့ဆော်ခဲ့သည်ရှင်ရန်ခရုဝင်ခန်းကြီး၁၁တွင် လာဇရုသည် မမရရအံ့ဩဖွယ်ပြန်လည်ကျမ်းမာလာခဲ့သည်ဗေဒနိယွာတို့သခင်ယေရှုရောက်ရှိခြင်းတွင် လာဇရုတည်ဒီမှာလေးရက်ပင်ရှိနေပြီဖြစ်သည်ကြေကွဲနေသောမာရိနှင့်မာသာညီအစ်မနှစ်ဦးတို့မှာတည်ခြင်းအပေါ်သခင်ယေရှု၏တကူးရှိခြင်းနှင့် ကိုရော်သည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ကြောင်းမြင်ခဲ့ကြရသည်ယေရှုက လာဇရုထွက်၍လာလောဟုကြီးသောတန်နှင့်ဟစ်ခေါ်တော်မူ၏။ထိုအခါသေလွန်သောသူသည်မိမိခြေလက်၌ ပစိုးနိုင်ငယ်နှင့်ရှစ်ပတ်လျက်မျက်နာကိုလည်းပဝါနှင့်စီးလျက်ထွက်လာ၏ကျမတို့သည်လည်းခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတကူဤဆန္ဒမူနာများဖြစ်ကြသည်တစ်ချိန်ကကျမတို့သည်အပြစ်နှွန်တွင်သေခဲ့ကြပြီးယခုတွင်ခရစ်တော်၌အသက်ရှင်ပြီဖြစ်သည်သခင်ယေရှုကိုသေခြင်းမှထမြောက်စေသောဖခင်သခင်၏ဝိညာဉ်တော်သည်ယုံကြည်သူကျမတို့အထက်၌ကျင်းဝတ်တော်မူ၏အာယူ၍ရည်ရင်ခြင်းရှိပါကျမတို့ရုပ်ခန္ဓာသေဆုံးသွားတော်လေ ၎င်းသည်ကျမတို့၏ဆက်လက်အဆုံးမဟုတ်သေးပါသခင်ယေရှုနှင့်အတူ ထာဝရအသက်ကို ခံစားရန်ကျမတို့အားကိုယ်တော်ကတိပြုထားပေသည်သာရသုကျေစုသည်တင့်အာမြည်တို့သောမျောလင့်ချက်ပေးသည်နိ သခင်ယေရှု၏ထမြောက်ခြင်းတကူသည်တင့်အားမြည်သို့ခွန်အားပေးသည်။ဆက်စွာသောဖခင်သခင်ကိုရော၏ရှင်မြတ်ထမြောက်ခြင်းတကူအတွက်ဂျေဇုတင်ပါ၏။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။